အားလုံးပဲမင်္ဂလာပါဒီနေ့ရူဘီကငပြောဘူးအစိမ့်သုံးလေးလောက်စာပြုတ်လာပြီးတော့မှမျက်ဝေပေးတာပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံးစာရည်လေးကိုဖြောထားပေးလိုက်ပါတယ်စာရည်လေးဖြောပြီးပြီဆိုရင်ငပြောဘူးလေးကိုအရင်လေးတွေခွာပြီးတော့မှအနုလေးကိုဒီလိုပပလေးလီးပေးလိုက်ပါတယ်ဒီလိုပပလေးလီးပြီးပြီဆိုရင်စာရည်ထဲမှာ10မိနစ်15မိနစ်စီထားပေးလိုက်ပါ ငါပြောပူးလေးတွေစိန်နေတော့မှ စီကျဲလုတ်ပါတယ်เนาะညီမကတော့စီကီနဲ့ချက်သွင်းဖြူချက်သွင်းညိုစီတတ်ပါတယ်အယောင်တင်ဇနွေးအလုပ်ထိပ်ပြီးတော့မှစီတတ်လိုက်ပါတယ်ဒီလိုလေး စားရေးစိတ်ထားတဲ့ငပြောမှုလေးတွေကိုထုတ်ပါမယ်ထုတ်ပြီးဆိုရင်မြုပ်တီထဲတဲ့အမှမြုပ်တီထဲပြီးပြီးဆိုရင်ပဲမုတ်လေးလည်းထဲလိုက်ပါတယ်ပဲမုတ်ထဲစားအချုံမုတ်မြုပ်တီချမ်းလည်းထဲလိုက်ပါတယ်ပြီးကြတော့အမှကခုနစီတက်ထားတဲ့ဥစားလေးအဲ့ဒါလေးလည်းထဲလိုက်ပါတယ်တမ်းမြတီလေးလည်းညှိလိုက်ပါတယ်မချီသီးရှိတဲ့လူဆိုရင်မချီသီးရေတုံးလို့ရပါတယ်ညီမရှိမှမချီသီးရေမရှိတော့တမ်းမြတီလေးညှိလိုက်ပါတယ် အခုဆိုရင်တော့ချင်းချင်းဆက်ဆက်အရသာရှိတဲ့ငပြောပူးစိမ့်တုံးလေးရပါပြီရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် bye bye see you next video